လူတွေတည်ပြီးသွားရင်ဝိညာဉ်တွေပဲသွားကြတလေတဲ့လူတွေတည်ပြီးသွားရင်ဝိညာဉ်တွေသွားရမယ့်နေရာကိုအယူဆအမျိုးမျိုးနဲ့ယူဆကြတာဖြစ်ပါတယ်လူအမျိုးမျိုးစိတ်အဖုံဖုံဆိုသလိုဘာသာအမျိုးမျိုးမှလည်းသူတို့ရဲ့တွင်တင်ချက်နဲ့သူတို့ရဲ့အယူဆနဲ့တူအမျိုးမျိုး꿰သွားကြတာဖြစ်ပါတယ်တချို့သောသူတွေကလူတွေတည်ပြီးသွားရင်တခါတည်း ကောင်းကင်နိုင်ငံကိုရောက်တယ်လို့ပြောကြသလိုတချို့တော့သူတွေကလူတွေတည်ပြီးသွားတဲ့နောက်ပိုင်းမှာ ကောင်းကင်နဲ့ငရဲတနီယာယာမှာသွားကြတယ်လို့ပြောကြပါတယ်။တချို့တော့သူတွေအတွက်ကတည်ပြီးပြီးပြီဆိုပြီးတော့မှ ပြောကြတဲ့အဖွဲ့တွေရှိသလိုတချို့တော့သူတွေကလည်းတည်ပြီးသွားတဲ့နောက်ပိုင်းမှာနောင်ဘဝဆိုတဲ့ပုံစံမျိုးနဲ့အမျိုးမျိုးဝင်စားပြီးတော့မှနောက်ဆုံးလိုချင်တဲ့ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့နိဗ္ဗာန်ကိုရောက်ကြမယ်ဆိုပြီးတော့မှယုံကြည်ကြပါတယ်ဆိုတော့ကျွန်တော်တို့ခရိယံမှာဆိုရင်ကောကျွန်တော်တို့ခရိယံမှာလည်းအမျိုးမျိုး꿰ပြကြတာရှိပါတယ်အဓိကအားဖြင့်ခရိယံ၃မျိုးရှိတဲ့အထဲမှာကျွန်တော်တို့ Roman Catholic ခရိယံနဲ့ Orthodox ခရိယံတွေကတူပြီးတော့မှ Protestant ခရိယံကတတ်တတ်ယူဆကြတာဖြစ်ပါတယ် ပရိုတက်စတန်ခရစ်ယာန်တွေကတော့လူတွေတည်ပြီးသွားရင် ကောင်းကင်နဲ့ငရဲဒီနှစ်ခုထဲကနေတစ်ခုမဟုတ်ရင်တစ်ခုတနေရာမှာမဟုတ်ရင်တနေရာကျွန်တော်တို့သွားကြရမှာ ဖြစ်ပါတယ်လို့ပြောကြသလိုကျွန်တော်တို့ Roman Catholic ခရစ်ယာန်နဲ့ Orthodox ခရစ်ယာန်မှာဆိုရင်တော့ဖြင့်လူတွေတည်ပြီးသွားရင်သွားရမယ့်နေရာ၃နေရာ ရှိတာဖြစ်ပါတယ်ပထမနေရာကကောင်းကင်ဒုတိယနေရာက ပက်ကက်ထရီဒါမှမဟုတ်ဟေးဒက်စ်လို့ခေါ်တဲ့ငရဲငယ်ဖြစ်ပြီးတော့မှတတိယနေရာကဟဲလ်ဆိုတဲ့ငရဲကြီးဖြစ်ပါတယ်ကျွန်တော်တို့ရိုမန်ကက်သလစ်ခရစ်ယာန်အယဆိုရင် ကျွန်တော်တို့လူတွေအသက်ရှင်တန်နေတဲ့အချိန်မှာအဲ့ဒီလူဟာဘာအမားမှမလုပ်ခဲ့ဘူးဘာအပြစ်မှမလုပ်ခဲ့ဘူးလုံးလုံးကြီးကိုတကယ်ဖြူစင်တယ်ကောင်းတယ်ဖရားရဲ့ပညတ်တွေနဲ့ အညီနေထိုင်ခဲ့တယ်လို့တေချာတယ်ဆိုရင်ဒီလူဟာဒီသွားတဲ့နောက်ပိုင်းမှာချက်ချင်းကောင်းကင်နိုင်ငံကို ရောက်မှာ ဖြစ်ပါတယ်တကယ်လို့လူတယောက်ဟာကောင်းမှုတကားမှမလုပ်ခဲ့ဘူးဘယ်သူမှလည်းမကူညီဖူးခဲ့ဘူးအကုန်လုံးအမောင်းတွေပဲလုပ်ခဲ့တဲ့အပြစ်တွေပဲလုပ်ခဲ့တဲ့ဂျေဇုဆိုတာဘာတစ်ခုမှမပြုတ်ခဲ့ဘူးဆိုရင်တော့ဖြင့်100%ပေါ့နော်သူကောင်းမှုတစ်ခုမှမလုပ်ခဲ့ဘူးအပြစ်တွေပဲလုပ်ခဲ့တယ်ဖျားကိုလည်းမယုံကြည်ဘူး ဖရာရဲ့ကဲတင်ခြင်းကိုလည်းမယုံကြည်ဘူးဖရာရဲ့ခွင်းလွတ်ခြင်းတနာခြင်းကိုလည်းမယုံကြည်ဘူးဆိုရင်တေချာပါတယ်ဒီလူဟာငရဲကြီးကိုကြာမှာတေချာပါတယ်ငရဲကြီးကိုကြာပြီးသားဝိညာဉ်တွေဟာဖရာနဲ့ပြန်လည်ပေါင်းစပ်နိုင်တော့မှာမဟုတ်ပါဘူးကောင်းကင်နိုင်ငံတော်ကိုရောက်ပြီးသားသူတွေဟာဘယ်တော့မှငရဲကြီးကိုပြန်ကြနိုင်မှာမဟုတ်တလို့ငရဲငယ်ကိုလည်းပြန်စင်းနိုင်မှာမဟုတ်ပါဘူးဆိုတော့ဒီနေရာမှာကျွန်တော်တို့ လူတွေ အများပိုင်းဘယ်သွားကြရတလဲဆိုရင် ကျွန်တော်တို့ကက်သလစ်ခရစ်ယာန်ရဲ့တုန်တင်ချက်အရအများပိုင်းကတော့ဖြင့်ငရဲငယ်ကို အရင်သွားကြရတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်လူရယ်လို့ဖြစ်လာပြီဆိုရင်အပြစ်နဲ့ကင်းတဲ့လူဘယ်သူမှမရှိပါဘူး။ငါအပြစ်တစ်ဆက်လေးမှမလုပ်ထားဘူး။ငါအယမ်းပြစ်ဆုံးတယ်။ငါယမ်းဖြူစင်တယ်ဆိုတဲ့လူရယ်လို့ မရှိတလို့ဟောငါအရန်ကြီးအပြစ်ပဲအပြစ်နဲ့ပဲပြည်နေတယ်ကောင်းမှုဆိုတာတခုမှမလုပ်ခဲ့ဘူးငါတကယ်100%အပြစ်ပဲပြစ်ဖြစ်နေတယ်ဆိုတဲ့လူဟာလည်းအမတန်ရှားပါတယ်လူတိုင်းလူတိုင်းအမားနဲ့မกินတလို့အမှန်နဲ့လည်းမกินနိုင်ပါဘူးလူတိုင်းလူတိုင်းအားနဲ့ချက်ရှိတလို့အားတာချက် ရှိကြပါတယ်အပြစ်ပြုတ်တတ်ကြတယ်လို့ကောင်းမှုတွေလည်း ပြုတ်လုတ်တတ်ကြပါတယ်။ဒီအတွက်ကြောင့်ကျွန်တော်တို့လူသားတွေဟာ အများအားဖြင့်တည်ပြီးသွားတဲ့နောက်ပိုင်းဘယ်သွားကြသလဲဆိုရင်ငရဲငယ်ဆိုတဲ့ပြန်လဲတန့်စင်တဲ့နေရာကို ခဏတဖြုတ်ကျွန်တော်တို့သွားရတာဖြစ်ပါတယ်။အရန်ပြစ်ဆုံးနေတော့ချက်ချင်းကောင်းကင်ကိုသွားရတယ်လို့အရန်ကြီးအပြစ်နယ်ပဲပြည်နေတဲ့သူတွေဟာချက်ချင်းငရဲကြီးကိုသွားရတာဖြစ်ပါတယ်။ ငရဲငယ်ဆိုတဲ့နေရာလေးဟာဘာနဲ့တူတယ်လဲဆိုရင်ဥပမာအနေနဲ့အချုပ်ခန်းနဲ့တူပါတယ်အချုပ်ခန်းမှာတရားစီရင်တဲ့တရားသူကြီးရှိတာဖြစ်ပါတယ်ဒီနေရာမှာအပြစ်ဘလောက်ရှိလဲဘာမားတယ်လဲဘယ်လိုတွေဖြစ်တယ်လဲဆိုတာကိုဘုရားကနေပြီးတော့မှစီရင်တာဖြစ်ပါတယ်ပြန်လည်ပြီးတော့မှတန့်စင်တဲ့နေရာလို့လဲကျွန်တော်တို့ခေါ်တာဖြစ်ပါတယ်ဒီနေရာမှာနေနေတဲ့အချိန်မှာသူတို့ကိုယ်တိုင်ဘာမှ လုံနိုင်စွမ်းမရှိပါဘူးသူကိုကူညီနိုင်တဲ့လူသားတွေရှိပါတယ်အဲ့လူသားတွေဟာဒီတရားသူကြီးရှေ့မှာအပြစ်ရော့ပေးဖို့ပြောနိုင်တယ်လို့ဒီဝိညာဉ်ငရဲငယ်ကိုရောက်နေတဲ့ရောက်ပြီးသားဝိညာဉ်တွေအတွက်လဲကျွန်တော်တို့လူသားတွေဆုတောင်းပေးလို့ရပါတယ်ဘုရားသခင်ထံမှာအတနာခံပေးလို့ရတာဖြစ်ပါတယ်ဘုရားသခင်ထံမှာဆုတောင်းအတနာခံပေးခြင်းအပြင် ဒီငရဲငယ်မှာရှိနေကြတဲ့ဝိညာဉ်တွေရဲ့အပြစ်ဟာဘုရားသခင်ရဲ့တနာဂရုဏာစိတ်ကြောင့်လျှော့ပေါက်ပြီးတော့မှ အကုန်ခွင့်လွှတ်ခြင်းရရှိပြီးတော့မှ ကောင်းကင်နိုင်ငံတော်ကို ရောက်ကြရတာဖြစ်ပါတယ်။ဆိုတဲ့အခါကျတော့ခုနပြောသလိုပါပဲလူအမျိုးမျိုးစိတ်အဖုံဖုံဆိုပြီးတော့မှ ရှိသလိုဘာသာအမျိုးမျိုးကနေပြီးတော့မှ အမျိုးမျိုးတော့တုန်တင်ချက်တွေနဲ့အယူအဆတွေနဲ့ရှိကြတာဖြစ်ပါတယ်။ ဘယ်သူကားမှတိတိကျကျမပြောနိုင်ပါဘူး။ရန်စာတော်မြတ်ထဲမှာလည်းကောင်းကင်နိုင်ငံတော်နဲ့ငရဲဆိုပြီးတော့မှဖော်ပြထားသလိုတေလွန်တော်သူတို့အတွက်ဆုတောင်းပေးလို့ရတယ်ဆိုတာကိုလည်းဖော်ပြပေးထားတာဖြစ်ပါတယ်။တေလွန်တော်သူတို့အတွက်ဆုတောင်းပေးလို့ရတယ်ဆိုတဲ့ရှင်းရှင်းလင်းလင်းပေါ်ပြထားတဲ့ကြမ်းချက်ကတော့ဖြင့်မက်ခဘီတမိုင်းဒုတိယစာဆောင်အခန်းကြီး7အငယ်46မှာ ဖော်ပြပေးထားတာဖြစ်ပါတယ်။ဒါပေမဲ့ဒီကြမ်းချက်က Protestant တွေတုံးတဲ့ကျမ်းစာ66ဆောင်ထဲမှာမပါပါဘူး။မဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ Catholic သာသနာတော်ကနေ1530ခုခုနှစ်မှာစပြီးတော့မှခွဲထွက်ပြီးတော့ Protestant ဂိုင်းကိုစတည်ထောင်ခဲ့တဲ့ Martin Luther ကနေပြီးတော့မှဒီကျမ်းခုနှစ်ဆောင်ကိုပယ်လိုက်တာဖြစ်ပါတယ်။ဒီထဲမှာ Macbeth တမိုင်းဒုတိယအစာဆောင်လည်း ပါသွားတာဖြစ်ပါတယ်။ဒီကျန်းခုနှစ်ဆောင်ကိုပဲသူပယ်ခဲ့သလားဆိုရင်မဟုတ်ပါဘူး။ဒီတခြားသောကျန်းနှစ်ဆောင်ထဲကတချို့တော့ကျန်းပိုက်တွေကိုလည်းသူပယ်ခဲ့တာဖြစ်ပါတယ်။ဒီအတွက်ကြောင့်ကျွန်တော်တို့နဲ့ Protestant တွေနဲ့ခရစ်ယာန်ချင်းတူကြပေမဲ့ဒီနေရာမှာ꿰သွားကြတာဖြစ်ပါတယ်။ဆိုတော့အားလုံးကိုပြန်ပြီးတော့မှခြုံကြည့်လိုက်ရင်တော့ဖြင့်ကျွန်တော် ကက်သလစ်ခရစ်ယာန်ရဲ့ယုံကြည်ချက်အရာကတော့ဒီတေပြီးသားတော့သူတွေရဲ့ဝိညာဉ်သွားရမယ့်နေရာသုံးနေရာရှိတာဖြစ်ပါတယ်။ကောင်းကင်နိုင်ငံတော်ငရဲငယ်နဲ့ငရဲကြီးဖြစ်ပါတယ်။ကောင်းကင်နိုင်ငံတော်ကိုရောက်ပြီးသားသူတွေဟာဖျားနဲ့ပေါင်းဆက်ပြီးသားသူတွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်တို့တို့အတွက်ကျွန်တော်တို့ဘာမှလုပ်ပေးစရာမလိုတော့လောက်အောင် ပြည့်စုံသွားပြီဖြစ်ပါတယ်။ ငရဲကြီးကိုရောက်နေပြီးသားဝိညာဉ်တွေအတွက်လည်းကျွန်တော်တို့မှာဘာမှလှုပ်ပေးနိုင်စွမ်းမရှိပါဘူး။ဒါပေမဲ့ငရဲငယ်မှာပဲဒန်ဆက်ဖြစ်နေတဲ့ဝိညာဉ်တွေအတွက်ကတော့ဖြင့်ကျွန်တော်တို့လူသားတွေအနေနဲ့ဆုတောင်းပေးလို့ရပါတယ်။ဒီဝိညာဉ်တွေအတွက်ရည်ရွယ်ပြီးတော့မှလူဒါနပြုပေးခြင်းဆုတောင်းပေးခြင်းအားဖြင့် short pop ပေးဖို့ရန်အတွက်ဘုရားသခင်ထံမှာကျွန်တော်တို့အတနာခံပေးလို့ရပါတယ်။ဆုတောင်းကူပေးလို့ရတာဖြစ်ပါတယ်။ ဒါဟာကျွန်တော်တို့ကက်သလစ်ခရစ်ယာန်ရဲ့ယုံကြည်ချက်၊တုန်တင်ချက်ဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။